ပိတ်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ခေါ်ကြီးပါမွန်ဘိုင်းမြို့ရဲ့ရိုဂူနာပူဆိုတဲ့မတရားမှုတွေများတဲ့ရက်ဒေတာတခုမှာမိမတယောက်ကအုပ်စိုးချဲလဲနေတာပါအဲ့ဒီဒေတာမှာမွေးလာတဲ့ကလေးငယ်တွေဆိုရင်အမေဆိုတဲ့ဇကားကိုအရင်မသိခင်ဒီဒီမိုနီဆိုတဲ့နာမည်ကိုအရင်သိယူရတာပါရိုဂူနာပူဆိုတဲ့နာမည်တခုလုံးကိုဒီမိမကအုပ်စိုးထားသလိုမတရားမှုတွေဆိုရင်ရဲကိုတော့တောင်းရင်တော့ လောက်ချီကြတဲ့အမှုမျိုးကိုနေမကူပဲဖြည့်ရှင်းနိုင်တဲ့အာနာပါဝါကြီးမားတဲ့သူတယောက်ပါဒီဒီမိုနီဆိုတဲ့အာနာပါဝါရှင်တယောက်နဲ့ expander တယောက်ကလိုရီအပြိုင်လဲဆိုတာကိုကြည့်ရှုရမှာပါဇာတ်ကားလေးကိုကြည့်ခင်နောက်ထပ်တင်မဲ့ဇာတ်ကားလေးတွေအသစ်တင်နိုင်သိရအောင် channel လေးကို subscribe လုပ်ထားခဲ့ပေးပါဦးဇလန်ရဲ့အစမှာမိမတယောက်ကပြည်သူတွေရှေ့မှာရက်ပြီးကောင်းချီအော်ပါပေးနေတာပါသူကဒီဒီမိုနီပဲဖြစ်ပါပဲအဲ့ဒီအချိန်မှာလူတယောက်ကသူ့သမီးလေးကစာမှုပဲအောင်ပြီးကောလိပ်ဝင်ဝင်ရအောင်မလုပ်နိုင်လို့ဆိုပြီးလာပြောပြနေတာပါ ဒီဒီမိုနီကတော့ဒီရိုဂူနာမှာမွေးတဲ့ကလေးတွေကတော့အမေဆိုတဲ့စကားလုံးကိုမတင်ယူခင်ဒီဒီမိုနီဆိုတာကိုအရင်တင်ယူကြရတယ်။စိတ်မပူနဲ့ဆိုတာတပည့်ဖြစ်သူဂျာနာကိုလှည့်ပြီးမနေ့ဖြန်သူသမီးကိုကောလိပ်ဝင်ခွင့်ရအောင် လုပ်ပေးလိုက်လို့ပြောလိုက်တာပါ။ပြီးရတယ်နောက်ထပ်အဖို့တယောက်လဲစင်ပေါ်တက်လာပြီးကျွန်တော်သမီးလေးမတွေ့တော့လို့ပါတခုခုလုပ်ပေးပါအောင်လို့ပြောလိုက်တာပါ။တပည့်ဖြစ်သူဂျာနာကလည်းဘယ်တော့မှပျောက်သွားတာတော့လို့မေးလိုက်တာပါ။ဒီဒီမိုနီကတော့ရိုဂူနာက main clip တွေကငါသမီးတွေလိုပဲနင်တို့သမီးပျောက်တာလဲငါသမီးလိုပဲ အထပ်ပေါ်ပြီးဝန်းနေတဲ့သူရှိမှမဟုတ်တော့ဘူးလို့ပြောလိုက်တာပါကျမကရီပေးတယ်ရှင်သမီးအိမ်ပြန်မရောချင်းကျမလည်းအေးအေးချမ်းချမ်းအိမ်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဖိုးဖြစ်သူကတော့ဒီဒီမိုနီလက်ကလေးကိုကင်ကမင်းကငါတို့မျောလင်းချက်ပါပဲတခုခုလုတ်ပေးပါအောင်ဆိုပြီးငိုပြီးတော့ပြောနေခဲ့တာပါဒီဒီမိုနီကတော့အကုန်အစင်ပြေသွားမှာပါတော်တော့ဆိုပြီးဂျာနာကဝင်ပြောလိုက်ပါတယ်။အောက်ကနေပြည်သူလူထုကလည်းဒီဒီမိုနီအတက်ရကျော်ရှိပါဆိုပြီးအော်ဟစ်နေကြတာပါ။ဒီဒီမိုနီကတော့အထက်ကိုပြန်ဝင်လာလိုက်ပြီး သူ့လက်ကိုအဖိုးဘကကင်လိုက်လို့ဆိုပြီးယုံပြီးတော့လက်ဆေးနေတာပါအဲ့ဒီနောက်မှာအဖိုးဖြစ်သူနဲ့တောက်ဖြစ်သူတို့ပြန်လာတဲ့လမ်းမှာတောက်ဖြစ်တဲ့သူကအဖေဘာလို့ရဲဖို့မတိုင်တာလဲဒီလိုတစ်ခုခုဖြစ်တိုင်းဒီဒီမွန်ကြီးကိုတွားပြောနေရတယ်ဘာထူးမှမလို့လဲလာဖမပေးရကျွန်တော်တို့ရဲကိုတွားတိုင်ကြအောင်ပါကလေးကိုခေါ်သွားရဲ့ကားကိုတော့မြင်ခဲ့သေးတာပဲသူတို့တဲလွန်စားတော့ရမှာပါလို့ပြောလိုက်တာပါအဖေဖြစ်သူကတော့နေရာပိုင်းမှာသူနီးသူဟန်နဲ့ရှိတယ်ရိုကူနာမာကတော့ဒီလိုပဲတာရဲကိုအကြောင်းကြားလို့မရဘူးဒီဒီမွန်ကြီးစီကိုပဲတွားရမယ် မဟုတ်ရင်အဲ့ဒီအချိန်မှာရှင်နဲ့ကသူများရဲ့အတန်ကြားလို့ကြည့်လိုက်တော့လူတယောက်တင်နေတာကိုဝိုင်းအောင်ကြည့်နေကြတာပါတော်ပြီးတော့ဘာဖြစ်တာလဲလို့မေးချတဲ့အချိန်မှာပြီးခဲ့တဲ့နှစ်လကသူသမီးပြောက်သွားတာအခုဒီတိုင်းတွေ့ရပဲလို့ပြောလာပါပဲနောက်တစ်ခါမှတော့တရင်ဌာနတွေမှာကလေးတွေတစားကန်းအဖြစ်ဖန်ဆီးခံထားရတယ်ကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမတွေရောဆိုပြီးကျောင်းတစ်ကျောင်းကိုဝင်ပြီးဖန်ဆီးခံထားရတာကိုတရင်လွှဲနေတာပါဒီဘက်မှာလည်းကော်မရှင်နာရဲမှုတယောက်ကထားလို့ဆိုတာငါသမီးကိုကျောင်းမှတစားကန်းဖြစ်နေခေါ်ထားတယ် အခုချက်ချင်းကျောင်းကိုတွားလိုက်ဆိုပြီးလွှတ်လိုက်တာပါဆိုရာကတော့ဝင်းစီထားရဲ့ကျောင်းကိုရောက်တဲ့အခါမှာတော့ချက်ချင်းမဲ့အထက်ကိုဝင်သွားလိုက်ပြီးအကုန်လုံးကိုရိုက်နှက်ပြီးဖမ်းဆီးလိုက်တာပါဒါကိုဆီယမာလေးရလည်းမြင်ပြီးသဘောကျနေခဲ့တာပါဆိုရာအင်တာဗျူးဖြေနေတဲ့အချိန်မှာကျွန်တော်တို့ရဲသားတယောက်ကိုဒီလိုလူစိုးတွေရှေ့ရောက်လာရင်သူတို့ရဲ့ကံကြမ္မာကမတွေးရစရာပဲလို့ပြောနေတော့မှာအနောက်ကနေဆီယမာလေးကလက်ခုပ်ဝင်တီးပြီးဝင်လာပါတော့တယ်ဒါကြောင့်ရှင်ပက်ဆက်ခိုးရလာလို့ပြောလိုက်တာပါဆီယမာလေးကဆိုရာပက်ဆက်တွေကိုဖွက်ပြီးတိန်နေရကိုတွေ့ထားလို့မေးလိုက်တာပါ ရှင်ကသူတို့နဲ့တူတူပဲရာဇဝသားပဲလို့ပြောလိုက်တော့ဆူရာကလည်းစကားလမ်းကြောင်းလွှဲပြီးအင်တာဗျူးအဆီဇင်ကိုဖျက်လိုက်တာပါမစ်ရှင်အောင်မြင်ခဲ့လို့ဝမ်းသာပါတယ်လို့ပြောပြီးထွက်လာခဲ့လိုက်ပါတယ်ဆူရာကအိမ်ပြန်ရဲကားပေါ်လေရောက်တော့တပည့်ဖြစ်သူတွေကိုပတ်ဆက်ထုတ်ပြလိုက်ပါတယ်တပည့်ဖြစ်သူကလည်းမိမကစိန်နေကလိုချင်နေတာလို့ပြောနေတာပါတေးသေးလေးပါဆရာနှာခေါင်းမှာတက်ဖို့တီဗီကလည်းပြက်နေပြီဆရာဆူရာကတော့တပည့်ဖြစ်သူကိုဒီလောက်တတ်မှတ်မှုမထားနိုင်လို့ပြောလိုက်ပါတယ်မင်းလိုချင်ရင်နောက်တစ်ခါလစ်ဝင်ဖမ်းတဲ့အချိန်ဝင်ဆော့ဘာလို့စိန်ခွင်းလေးပဲယူမှာလဲ မိမအတွက်စိန်လက်စွပ်ပါဝယ်ပေးလိုက်လို့ပြောလိုက်တာပါဆူရကားဘော်ကမစင်ခင်တပည့်ဖြစ်သူကိုပတ်ဆက်တအုပ်စီပေးလိုက်တာပါတပည့်ဖြစ်သူကလည်းဆရာကျွန်တော်တို့ပေါ်အရန်ကောင်းတာပဲဆရာမိသားစုအပေါ်ဆိုရင်ဘလောက်တောင်ကောင်းမလဲဆရာလို့ပြောလိုက်တော့ဆူရလည်းငငယ်ကအဖေဖြစ်သူအရန်ရိုက်တာကိုမြင်ပြီးပြင်မြင်အောင်နေတာပါအများရဲ့ရိုက်ခံနေရလို့ဆူရကတရက်မှာတော့အဖေဖြစ်သူကိုပလင်းနဲ့ပြန်တီးထည့်လိုက်တာပါနောက်တစ်ခါမှာတော့ဆံမကအိမ်ပြန်ရောက်တဲ့အခါမောင်ဖြစ်သူကို လေးချန်ကံပဲလုံနေလိုက်အိမ်လုတ်တွေမလုတ်ဖဲနဲ့ဆိုပြီးတော့ပြောနေတာပါမောင်ဖြစ်သူကလည်းကျွန်တော်နောက်ရက်သွားရတော့မှမလို့ပါလို့ပြောလိုက်ပါတယ်မဖြစ်သူကတော့နင့်ကိုရဲတဲ့ထိလိုက်တာအာကိုအောင်ပါလားအဖေဖြစ်တဲ့သူကတော့နောက်ဆုံးထွက်သက်ဖြစ်အောင်တာဝန်ကျေအောင်ထိထားဆောင်သွားတာအဖေကိုလည်းမျက်နှာပြအောင်မလုပ်နဲ့ဆိုပြီးတေချာမှန်နေခဲ့တာပါအဲ့ဒီချိန် TV ကအင်တာဗျူးလာနေလို့အမဖြစ်သူကကောက်ပြီးပိတ်လိုက်ပါတယ်မောင်ဖြစ်သူကိုလည်းမောင်ကိုဂရီးတစ်ခုပေး ခြောက်စားတဲ့ရဲဖြစ်အောင်မနေပါဘူးဆိုပြီးခရီးတောင်းလိုက်တာပါဆံမလေးဈေးဝယ်ထွက်တဲ့အချိန်မှာတော့ဈေးတဲ့ဦးလေးကမက်ဆီကပတ်ဆက်မြူတော့ပါဘူးဖောက်တဲ့ဟောင်းယူပဲဆိုပြီးပြောလိုက်ပါတယ်ဆံမလေးပြန်သွန်ချပြီးနောက်တစ်ယောက်စီကတော်ဝယ်လိုက်တာပါအဲ့ဒီဈေးတဲ့ကလည်းဒီနေ့ပတ်ဆက်မြူခြင်းမူပြောပြီးအပေးပါနဲ့ဆိုပြီးပြောနေတာပါဆံမကပတ်ဆက်ချပေးလိုက်တဲ့အခါမှာတော့ဈေးတွေကနောက်ကနေလိုက်ပြီးစူရကိုကြည့်ကကျွန်တော်ပတ်ဆက်မြည်ဘူး तू အတင်းပေးလို့ယူလိုက်တာပါဆရာဆိုပြီးပြောနေတာပါ ဆရာမကလည်းဆိုရာကိုရန်တွေ့လိုက်ပြီးဆုံးမမဲ့သူမရှိဘူးလားအားရနေရလားဆိုပြီးပြောလိုက်တာပါဆိုရာကတော့ငါကမိဘမဲ့ကေဟာကနေချီးပြန်လာတာငါ့ကိုဆုံးမမဲ့သူမရှိဘူးမင်းငါ့ကိုအမြဲတမ်းဆုံးမပေးနိုင်မလားလို့ပြောလိုက်တာဆရာမလည်းရှက်သွားပြီးကောင်းပြီလေခရီးခုပေးရင်တော့ရမယ်နောက်ကမကောင်းတဲ့အလုပ်တွေမလုပ်တော့ပါဘူးဆိုပြီးခရီးတောင်းလိုက်တာပါဆိုရာကလည်းခရီးပေးလိုက်တဲ့အခါမှာတော့ဆရာမလည်းပြန်သွားခဲ့ပါတယ် နောက်ထပ်ကတော့တပည့်ဖြစ်သူ BB ကဆရာဖြစ်သူကိုအိမ်ကနေထည့်လာတဲ့မုံကိုကျွေးနေတာပါ။ဆိုရာကလည်းလက်ရာကခေါင်းလိုက်တာဘသူချက်တာလဲပြီးတော့မဖြစ်သူကိုယ်တိုင်လှုပ်ထားတာဆိုပြီးပြောလိုက်ပါတယ်။ဒီလက်ရာမျိုးကိုစားဘူးတဲ့သူကတော့မင်းမအချောင်းကိုကောင်းကောင်းသိတဲ့သူတွေဖြစ်မယ်ဆိုပြီးပြောလိုက်တာပါ။အဲ့ဒီချိန်ဆရာမကအပြင်သွားဖို့တုံးမိတ်ငားနေတာဘသူမှမအောင်ဆိုပြီးညှင်းလွတ်နေကြပါတယ်။အချောင်းကတော့ထိတ်ဆုံးမှဆိုရာက ထိုင်ဆောင်နေပြီးသူလိုက်ပို့ဖို့ပြောပါတော့တယ်။ဆိုရာကဆရာမလေးကပေါ်ရောက်တာနဲ့မင်းရရာဇဝတ်သားပဲအားလုံးသားကိုခိုးယူသွားတယ်လို့ပြောရင်းလိုက်ပို့နေတာပါ။ ညဘက်ရောက်တဲ့အခါတစ်ဖက်မှာလည်းအုတ်ဆက်ယုံမှာကလေးတွေကိုကားပေါ်တင်ပြီးအပြင်ကနေမမြင်အောင်အုတ်တွေဖြန့်စီပြီးအုတ်ကားအယောင်ဆောင်ကကလေးမှောက်ကိုလှုပ်ဖို့ဖြန့်စီနေကြပြီးထွက်လာကြပါပဲ။လက်ခုလက်ရောက်တဲ့အခါမှာတော့ရဲတွေကတားဆစ်ဆေးမယ်လို့တော့ကာမောင်းကမကမင်းဒီကားတွေကိုဆစ်ဆေးမယ်ပေါ့။လစဉ်ကြည့်ပေးထားတာမသိဘူးလားလို့ပြောလိုက်တာပါ။ရဲသားတော့ကျွန်တော်တို့စီမှာအင်စပက်တာအသစ်ရောက်နေလို့သူပေးတဲ့အမိန့်လိုပဲပြောပြီးရှာစရာရှိတာဆက်လက်ရှာဖွေနေတာပါ။ဒရိုက်ဘာကြီးကတော့ဒီဒီမိုနီစီကိုဖုန်းဆက်ပြီး ကျွန်တော်တို့အသေးရောက်တဲ့ inspector ကကေသနာရှာနေပြီလို့ပြောလိုက်ပါတယ်။အဲဒီချိန်ဒီဒီမိုနီလည်းတန့်ထွက်လာခဲ့ပြီးတော့ဆစေးရေးဂိတ်ရောက်တဲ့အခါမှာလူတယောက်က inspector အသက်ကိုတွားခေါ်လိုက်တာပါ။အမခေါ်နေတယ်ကားနာတွားလာတော့ဆိုပြီးပြောလိုက်ပါတယ်။ inspector အသက်ကတော့ငါတာဝန်ခန်းဆောင်နေတယ်မအောင်စကားပြောစရာရှိရင်ဒီကိုဆွက်လာတာဝန်ခန်းဆောင်နေတဲ့ရဲတယောက်မှာအကိုရီအမရီမိသားစုရီဆိုတာမရှိဘူးလို့ပြောလိုက်ပါတယ်။လာပါတွားလိုက်မင်းပြဿနာတက်သွားလိမ့်မယ်ဆိုပြီးပခုံးကိုခံလိုက်တော့ င်စပက်တာကလည်းပါရိုက်လိုက်ပြီးမင်းကိုအလုတ်ချိန်တာဝန်နှောက်ယှက်မှုနဲ့ဖမ်းပလိုက်လို့ရတယ်ဆိုပြီးပြောနေတာပါ။နောက်ကနေဒီဒီမိုနီလည်းဆင်းလာခဲ့ပြီးဖုန်းကင်လိုက်ပါမဟုတ်ရင်တသက်လုံးတော့ရောက်ရသွားမယ်ဆိုပြီးပြောနေတာပါ။အင်စပက်တာလည်းဖုန်းကောက်ကင်လိုက်တော့သူမိမစီကနေဆက်တာပါ။ရှင်းအလုတ်ကလူတွေရောက်နေတယ်။ရှင်းပိုင်နဲ့ကလွတ်တော်ကိုယ်စားလေဒီဒီမိုနီကရှင်းအလုတ်လေးစားလို့ဆိုပြီးလက်ဆောင်တွေပို့ပေးလိုက်တာ။ရတယ်နော်ဒီမှာဆိုပြီးပြောနေတာပါ။ဒီဒီမိုနီကတော့ရှင့်မိသားစုနဲ့ဝေးတဲ့နေရာမှာအလုပ်လုပ်နေရတော့နည်းနည်းတော့ပိုသေးချောက်ပါဆိုပြီးပြောလိုက်ပါတယ် ။ Inspector ကတော့ truck တွေကိုမစစ်ဆေးတော့ပဲတွားခိုင်းလိုက်ရပါတော့တယ်။ဒီဒီမိုလီကပြုံပြုံကြီးနှုတ်ဆက်ပြီးလှည့်ပြန်သွားကလူသစ်မလို့ဇောင်းကြနေတာ။နောက်ရက်ငါချောင်းတိစေရမယ်။ဒီနေမီတစ်ခုလုံးငါအပိုင်နဲ့ဆိုပြီးချိန်ဝါနေခဲ့တာပါ။နောက်ကမ်းမှာတော့ဆ iam ကရေစကန်ကမောင်ဖြစ်သူကိုထမင်းလာပို့တာပါ။အထက်ရောက်မှစူရောက်ကိုမြင်သွားပြီးရှင်ကဒီအားလားလို့နှုတ်ဆက်နေတော့မောင်ဖြစ်သူပြပြရောက်လာပြီးမိတ်ဆက်ပေးမယ်ဆိုတာမိတ်ဆက်ပေးလိုက်ပါတယ်။မဖြစ်သူကတော့နေပါစေမိတ်ဆက်ပေးစရာမလိုဘူး။သူ့ကိုကောင်းကောင်းသိတယ် အခုမှပိုနားလေသွားပဲငါ့ကိုဘာလို့ပိုချက်ခိုင်းနေလဲဆိုတာနေ့ဆရာကလူ၃ယောက်စာလောက်ဆဆနေတာပဲဆိုပြီးပြောလိုက်တာပါဘေဘီကတော့ဆရာနာကပ်ပြီးမနေ့ပြန်အမဖြစ်သူမွေးနေ့ဆရာတစ်ခုခု စီစဉ်ပေးလို့ရမလားဆိုပြီးခွင့်လိုချင်တာနဲ့တောင်းနေတာပါစူဟာကတော့ရတယ်လေတပတ်ခါလာရင်တော့ငါတွေ့ရောနှစ်ယောက်စလုံးစာအတွက်လက်မှတ်ထိုးလိုက်ဆိုပြီးပြောနေတာပါစူဟာကတော့ဆရာမအင်ရှိမှာပဲဘယ်ဒီကိတ်လေးဝယ်ပြီးကားနားမှာရင်ဘယ်ဒီဝစ်လုပ်ပေးနိုင်လို့စင်ကောင်းဖြစ်နေတာပါ ဝင်းနေလဆောင်ဆိုပြီးပေးလိုက်ပါသေးတယ်ဆိုတာကချစ်တဲ့အကြောင်းတွေပြောပြီးချစ်ရေးဆိုလိုက်တော့နှစ်ယောက်သားဝင်းနေမှာပဲချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်မနေ့ရောက်တဲ့အခါမှာတော့ဆ iam မလေးကဆူရာစခန်းကိုလာပြီးတွေ့တာပါဒါပေမဲ့ဆရာကင်းနဲ့တောင်းနေလို့ခဏခိုင်ဆောင်ပေးပါဆိုလို့ရဲသားကပြောလိုက်တာပါရဲသားကြီးလည်းလွတ်လွတ်ရင်ရဲဘက်တယောက်ကိုမင်းမင်းမကိုစာရီးအစ်စ်ဝယ်ပြီးတော့ဘာပြောလဲမင်းနေရပါဘာပြောမလဲသူပြောနေရပါ နောက်ခါကျရင် iPhone ဝယ်ပေးမယ်လို့စဉ်းစားထားတာမဖြစ်နိုင်ပါဘူး။ဟာဖြစ်နိုင်တာပေါ့မင်းကလည်းဒီတစ်ခေါက်စဉ်းနေမှုမှာရရင်ယူလိုက်ပေါ့။ဆရာကသူ့တော့ဘာမှယူတာမဟုတ်ဘူး။သူများတွေကိုပဲပေးတာဆိုပြီးပြောလိုက်တာပါ။အဲ့တော့ဆရာမလည်းကြားသွားပါတယ်။သူ့ကိုပေးထားတဲ့ iPhone ကလည်းဒီလိုရတာပဲနေမှာဆိုပြီးစိတ်ဆိုးပြီးထပြင်မယ်လို့မှဆူရာကလည်းစကန်နဲ့ဝင်လာခဲ့ပါတယ်။ဆူရာကတော့ဘာလို့ form ဆက်တာလေးလို့မေးလိုက်ပါရဲ့။ဘာမှပြင်မဖြေလို့ဘာလို့ဒေါသထွက်နေရလဲ။ဖုန်းကင်လို့လားလို့မေးလိုက်တာပါ။ဆရာမကတော့ လက်စားထားတဲ့ဖုန်းကိုကြည့်ရတာရွံလို့လို့ပြောရင်ပြန်ပေးလိုက်တာပါဆိုတာကတော့ဝယ်စီရင်တင်ထားတာဒါရတဲ့ရထိုက်တဲ့ဟာပါပဲလို့ပြောလိုက်ပါတယ်ဆရာမကတော့ရှင့်အတွက်လက်ထုံးဝင်နဲ့ဝယ်ထားတဲ့ပစ္စည်းတွေတရားမဝင်ပစ္စည်းတွေဆိုတာဘာမှမကွာခြားဘူးလားကျမကတော့မကင်ခြင်းဘူးအဲ့အတွက်ပြန်ယူထားလိုက်တော့ကျမဖေလည်းဒီလိုယူနီဖောင်းဝတ်ဖူးပါတယ်ရှင့်ယူနီဖောင်းကိုစော်ကားမယ်ဆိုရင်ကျမဖေကိုစော်ကားတာနဲ့အတူတူပဲကျမနဲ့ဆက်ဆံရေးတိစောက်မရနိုင်ဘူးဆိုပြီးထွက်လာခဲ့လိုက်တာပါ ။နောက်ရမှာတော့ဆိုရာကအေးအေးဆိုင်မှာဆီယမားလေးပူကြော်ကိုပြန်ချော့နေတာပါ။ဆီယမားကတော့ရဲရရှိကောင်းဖြစ်အောင်နေဖို့ပြောရင်းဆိုရာကတော့အဲ့လိုနေရင်လက်ထပ်ပြီးရင်ကျက်သားကျော်နေတိုင်းစားရတော့မတို့ထမင်းဖြူခင်းရနဲ့ငါတေးသေးလေးတွေကိုပဲစားကြတာပေါ့။ရိုးသားတဲ့ရဲဆိုတော့ဘတ်ဂျက်လေးနင်းမှာပေါ့။ဟန်နီမွန်းကဆွစ်ဇာလန်တော့မတော်နိုင်တော့ဘူးဆိုပြီးပြောနေတာပါ။ဆီယမားလေးကတော့လက်ထပ်တာတွေဟန်နီမွန်းတွေကဘာလေးလဲ။ရှင်ကိုကျမလက်ထပ်မယ်လို့ပြောမိလို့လားဆိုတာထပ်သွားပါရဲ။ဆူရာကနောက်ကနေလိုက်ချော်ပြီးမင်းနဲ့အဆင်ပြေဖို့ဆိုရင်တစ်တလုံးအဆင်ပြေအောင် နေတော့မင်းမကြိုက်တာတွေမလုပ်မိအောင်နေသွားမှာပါဆိုပြီးခရီးပေးလိုက်တာပါပလာဇာကနေနှစ်ယောက်သား shopping ထွက်ပြီးဝယ်ချမ်းပြီးပြန်လာကြပါလေကပကန်ကိုဖြတ်သွားနေရောမှာကော်မလီတယောက်ကအကိုသူတို့ကျမကိုတတ်မလို့လုံနေကြတယ်ကုညီပေးပါဦးငိုရုပ်ပြီးလာပြီးအကူညီတောင်းနေတာပါကော်မလီတယောက်ကိုလူခုနှစ်ယောက်လောက်ကဝိုင်းရိုင်းနေလို့ဆိုရလဲအကိုတို့လွတ်လိုက်ပါသူတည်တော့မှာပဲလို့ပြောလိုက်ပါတယ်လူစိုးရရသူရဲကောင်းကြီးကရောက်လာပြီးတားနေတာပဲသူမိမကိုငါတို့နဲ့ကစားစီစဉ်နေရလားမသိဘူးဆိုပြီးဝိုင်းပြောနေတာပါ တယောက်ကလာပြီးကိုကောင်မလေးလက်ကိုဆွဲပြီးဘာမှမဖြစ်သလိုဝင်မြင်သလိုလက်ဆွဲပြီးပြန်လိုက်တော့မလုံးနဲ့လာမရှုံနဲ့တော့ရောက်ဆိုပြီးမောင်းထုတ်လိုက်တာပါဆူရာကတော့လက်တိဆုပ်ကဒါပူဇာကိုရောပြဿနာမဟုတ်ဘူးဆိုပြီးထွက်သွားပါတယ်အပြင်ရောက်တော့ပူဇာကိုတက္ကစီပေါ်တင်ပေးလိုက်ပြီးကပါကင်ကိုပြန်လာတာမင်းတို့တော့ဒီနေ့လူမပြီးရန်စားလိုက်ပြီပြီငါ့ကိုလာရှုပ်ရဲပေါ်ဆိုကတယောက်ပြီးတယောက်ကိုပြန်မထနိုင်အောင်အမောက်ချုံလိုက်တာပါအနိုင်ကျင့်ခံရတဲ့အတွေ့လေးပြန်သွားပါတော့တယ်ဆူရာကတော့ ဆယ်ရောက်တော်ဝင်ချင်းဟုတ်ဟုတ်မဟုတ်ဟုတ်ရှာရင်တော့နားရမလားလို့ကြွချော်နေတာပါဒါကိုကြားတော့ရဲ့ဂျန်နဲ့၃ယောက်ကမင်းကရဲလားကလေးယုံနဲ့မင်းကငါကောင်းနေကိုရဲလိုက်တယ်အတော်တက်တိရှိနေရလားငါမင်းကိုမတတ်တော့ဘူးချီရီလက်တွေချိုးပြီးတရောင်းစားလုတ်ခိုင်းလိုက်မယ်ဆိုကပြောပြစီနေတာပါနောက်ပြီးဘလို့တရောင်းစားမျိုးဖြစ်စင်လာလဲအမျိုးအစားတွေကအများကြီးရှိတယ်မျက်စိကမ်းလားခြေထောက်မတန်တဲ့တရောင်းစားဖြစ်ချင်လားဆိုပြီးနောက်ပြီးလမ်းမှာတချင်းဆိုတဲ့တရောင်းစားလည်းရှိသေးတယ်ဘာဖြစ်ချင်တာလဲ maybe တွတ်ချခိုင်းလိုက်ပါပဲ တ်ချခဲ့သူလည်းမှောက်သွားပြီးလူမိုက်ကြီးပေါ့ကိုဘယ်ပြန်ညာပြန်ချကမင်းတို့ကလူမိုက်ဖြစ်ရင်ငါလည်းအစိုးရဘက်ကလူမိုက်ပဲဆိုတာပြောပြီးပါရိုက်နေတာပါအဲ့ဒီနောက်မှာတော့စကန်ကိုခေါ်ကချုပ်ထဲမှာထည့်ထားလိုက်ပါတယ်စကန်ကတော့ရဲသားတွေက FBI ဖွင့်ဖို့နာမည်စမေးလိုက်ပါတော့တယ်မင်းနာမည်ဘယ်သူလဲဆိုတော့အစ်ကဆိုပြီးပြောလိုက်တဲ့အချိန်မှာရဲတွေကယူနာမည်ပြောဘာနာမည်လဲလာပြောနေရလဲဆိုပြီးပြောလိုက်တာပါအဲ့ဒီအခါမှာ brother match လို့ပြောလိုက်တာပါရဲသားတွေကတော့ရည်နေတာပါအပေနာမည်အမေနာမည်မေးတော့မရှိဘူးလို့ပြောပါတယ် မင်းတို့ရေငါ့ကိုဒီမှာချုပ်ထားတာငါ့မှာတီးလို့ရောမင်းတို့ဘဝမတွေးရစရာပဲလို့ပြောလိုက်တာပါရဲသားကလည်းမင်းကိုဖမ်းလာတဲ့ငါတို့ဆရာကလည်းအယူပဲမင်းကိုအရှင်လက်လက်အရေးကိုစုပ်ပစ်လိုက်လိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်ကဲချိန်တော်ရလိုက်မှာမဟုတ်ဘူးလို့ပြောလိုက်တာပါတစ်ဖက်မှာတော့ဒီဒီမိုနီထမင်းစားနေတဲ့ချိန်မှာသူ့မောင်ဧကာကိုကိုကတ်တာရက်စကန်မှာဖမ်းခံခဲ့ရတယ်လို့ဖုံးဝင်လာကြောင်းကိုပြောပြလိုက်ပါတယ်ဒီဒီမိုနီကတော့ထမင်းအောင်ဆက်မစားနိုင်ပဲကာလီအခုချက်ချင်းကားကိုစီစဉ်လိုက်ဆိုကထွက်လာကြပါတယ်ဧကာကတော့အချုပ်ခိုင်းမှာသူ့မောင်ရောက်လာလို့ပြောပြီးကခုန်နေတာပါဒီဒီမိုနီကတော့ ခုတာဝန်ကြားတဲ့ inspector ကိုမေးလိုက်တော့ရဲသားကလည်းဆရာတာဝန်နဲ့ကင်းလှည့်နေတယ်လို့ပြောလိုက်တာပါဖုန်းဆက်ခေါ်ပြီးဒီဒီမိုနီရောက်နေတဲ့အကြောင်းကိုပြောခိုင်းလိုက်ပါပဲအကကတော့အချုပ်ခန်းထဲကနေသူ့မကိုအော်ခေါ်နေတာပါဒီဒီမိုနီကတော့လက်ပြပြီးဆောက်ခိုင်းလိုက်ပါပဲစခန်းထဲမှာထိုင်ဆောင်ပြီးနာရီကြည့်လိုက်တာ7နာရီခဲရတိုင်းညနေ9နာရီလောက်မှဆူရာကပြန်လာတာပါတပည့်ဖြစ်သူကဆူရာကိုလာချိုတဲ့ချိန်ကားကြီးအများကြီးပဲဘယ်သူရောက်နေရလဲလို့မေးလိုက်တော့အမရောက်နေတယ်လို့ပြောလိုက်တာပါဆူရာကတော့ဟုတ်လားဖုန်းထုတ်လိုက်ကင်မရာပြဆိုကာ အလုတ်ကျိုးစားရင်အချိုးထူးတယ်ဒီဒီကိုယ်တိုင်ငါ့ကိုလာပြီးရာထူးတိုးတာနေမယ်ဆိုတာလက်ဦးလေးချီပြီးပြေးဝင်သွားလိုက်ပါပဲမင်္ဂလာပါကျွန်တော်စူရာပါဆိုပြီးပြောလိုက်တဲ့ချိန်မှာဒီဒီမိုကြီးကလက်ကြည့်လိုက်ပါပဲစူရာလည်းတပည့်ဖြစ်သူကို "तू ကဘယ်လိုလုပ်မေးလိုက်တာပါ"တကယ်ရမမန်းတိတော့မင်းကလည်းတေချာမပြောဘူးငါရာထူးတိုးပြီးချင်းနေရဆိုတာသွားထိုင်လိုက်ပါပဲဒီဒီမိုကြီးရဲ့တပည့်ဖြစ်သူကမင်းသူ့မောင်ကိုပန့်ထားတယ်သူဘယ်လိုလဲတိလာလို့မေးလိုက်ပါပဲမတိဘူးဆိုတော့ MLA လို့ပြောလိုက်တာပါဒါဆိုရင်တရားဥပဒေကိုချုပ်လို့ထပ်ဖို့နားလည်မှာပေါ့လို့ပြောလိုက်တာပါ ဒီဒီကတော့ရှင်လူမဖန်ထားရလို့ပြောတော့ဘယ်ရငယ်ငယ်ကတင်ချပါသားမှာမှားရင်မှားမယ်ဒူးဆက်ကောင်းရင်လည်းပတ်သက်ရင်တစ်ခါမှမမှားဘူးလို့ပြောလိုက်တာပါဒီလိုမောင်မျိုးရှိနေတာကိုကောင်းကိုတနက်နဲ့ချင်းလိုက်တာပိုကောင်းမယ်လို့ပြောပြီးကျွန်တော်ကတော့အမားကံမှာပါပဲဒီကောင်လေးကိုလွတ်မပေးနိုင်ပါဘူးလို့ပြောလိုက်ပါပဲဒီဒီမိုနီကတော့တပည့်ဖြစ်သူစီကိုဖုန်းတောင်းလိုက်ပြီးဖုန်းဆက်ဖို့ပြင်လိုက်ပါတယ်ဆူရာကတော့ဖုန်းဆက်လို့လည်းမထူတော့ဘူးထင်တယ်ဒီနေ့ကရဲကျောရဲသမီးမင်္ဂလာဆောင်ရှိသူ့ကို scotch ကောင်းစားတိုက်ထားတယ်တောက်ပြီးမောင်းနေတော့ပြီးတော့မနေဖြန်ကတနင်္ဂနွေနေ့ ရုံးဖွင့်ရမှအဆင်ပြေနိုင်လောက်မယ်ထင်တယ်လို့ပြောလိုက်တာပါ။တရားရုံးကနေမိန့်စာယူလာခဲ့လိုက်တာကပုံမြင်မယ်ထင်တယ်။ကျွန်တော်ကဥရီကိုထိန်းချုပ်နေရတာနားလေပေးပါဆိုပြီးပြောလိုက်တာပါ။ဒီဒီမိုနီကတော့ဘာမှမပြောဘဲအခုတော့ပြန်လိုက်ပါအောင်မယ်။တတိစားနေပါဆိုပြီးပြောပြီးပြန်ထွက်သွားပါတယ်။နောက်ရမှာတော့ရဲရော်ရှိဆူရာနဲ့ဆ ्याम မလေးပူဂျာတို့ကလက်ထပ်လိုက်ပါတော့တယ်။မင်းကဆောင်ပြီးနောက်ရမှာပဲဆရာဖြစ်သူကဆင့်ခေါ်လို့ဌာနမှာတော့တွေ့လိုက်ရပါတယ်။မင်းပြဿနာရှာထားပြန်ပြီလားဆိုကကျောင်းဆွေမိတ်ချလိုက်တာပါ။အခုတခါပြောရမှာတော့ဒီဒီမိုနီရဲ့ပိုင်နဲ့ပေါ်ပါ ဆိုတာကတော့ပြောရင်သူ့ရောက်ဘဖြစ်သူဘီဘီကိုလည်းတခါလေးပြောရင်ခေါ်သွားခြင်းလို့သူ့ကိုပါပြောင်းပေးဖို့ပြောလိုက်တာပါဆရာဖြစ်သူကတော့မဖြစ်နိုင်ဘူးမင်းတစ်စလုံးတစ်မျိုးလုံးမဖြစ်နိုင်ဘူးဆိုပြီးပြောလိုက်ပါပဲဆရာသမီးကိုကျွန်တော်နေမင်းမဟုတ်ပဲသွားပြီးကဲပေးထားတာဆရာဆရာအောင်လုပ်ပေးပါဆိုပြီးထွက်သွားပါတယ်အိမ်ပြန်ရောက်တော့နေပြောင်းအောင်မယ်ဆိုတော့ဆရာမလေးကလည်းခုမှရတာစားကိုခွဲမနေနိုင်ဘူးဆိုကဆူရာကိုအရင်သွားခိုင်းလိုက်ပါတယ်နောက်ကနေပြင်ဆင်ပြီးလိုက်ခဲ့မယ်လို့ပြောလိုက်တာပါဆူရာကယထာစီပြီးရောက်လာခဲ့ပါတယ်လာချိုတဲ့ရဲရဲရှိကလည်းဆရာ ရဂူနာဘူကလည်းကြိုးစိုးပါပဲလာဆရာတန်ရအောင်လိုက်ဖို့ပြီးမယ်လို့ပြောလိုက်တာပါဆိုတော့ကတော့အင်စပက်တာတင့်နေနဲ့ရောက်လာတာအကုန်သိတယ်မလားစကန်ဝယ်လိုက်ဖို့လိုက်ဆိုကအကုန်နှုတ်ဆက်ပြီးမုတ်ချိုတွေစားကြမယ်ရဲသားကလည်းအခုစကန်ကိုတော့စရာမလိုပါဘူးတန်ရအောင်ပဲလိုက်ဖို့ပြီးအောင်မယ်ဆိုပြီးပြောနေတာပါဆိုရာကလည်းစိတ်ဆိုးသွားပြီးလာစကန်မဲ့သွားမယ်ဆိုပြီးထွက်လာခဲ့ပါတယ်စကန်ကိုရောက်တဲ့အခါမှာတော့ရဲတယောက်ကိုလူစုအယောက်20လောက်ကဝိုင်းရိုက်နေတာပါဆိုရာကလည်းကားပေါ်ကဆင်ဆင်ချင်းရိုက်နေတဲ့နေရာကိုသွားလိုက်ပြီးတိုင်းနဲ့တယောက်ပြီးတယောက်ကိုရိုက်ပါတော့တယ် အများနဲ့တယောက်ဆိုတော့ဆိုရလဲအတော်လေးခံလိုက်ရပါတယ်အဲ့ဒီချိန်မှာဒီဒီမိုနီရောက်လာပြီးအကုံရဲလိုက် inspector အစ်စ်ကိုချိုးဆိုရချင်းရင်သူကြောက်သွားအောင်မယ်ဒီမျိုးကလူတွေကမချိုးဆိုတတ်ဖို့ထင်နေအောင်မယ်အလုံးသွားကြတော့ဆိုပြီးအကုံပြန်လွှတ်လိုက်တာပါဆိုရကတော့ surprise ပဲမတန်လို့ပြောလိုက်ပါပဲမတန်မဟုတ်ဘူးဒီဒီမိုနီလို့ပဲခေါ်ပါလို့ပြောလိုက်တာပါဒီဒီမိုနီကတော့ဒီရဂူနာပူမှာရှိတဲ့လူတိုင်းပါဇက်ဖျားမှန်နေမယ်ဒီလိုမဲရှိတယ်ဝိလာတဲ့ကလေးတွေတော့ဒီဒီမိုနီလို့အရင်ပြောတတ်တာဒါငါပိုင်နေငါနေမိပဲလို့ပြောလိုက်ပါပဲ ဆိုတာတော့လူတိုင်းကချုပ်ကိုသူတို့နေရာကနေတောက်ခိုင်းကြတာအခုကတိတိရဲ့နဲ့ဒီနေမျိုးကိုခေါ်လိုက်တာဆိုတော့သားဝါဒီဒီမိုနီကတော့အရင်တစ်ခေါက်ကမင်းအိမ်ကွင်းမှာ အခုကမင်းအဝေးကွင်းကိုရောက်နေပြီဒါငါ့အိမ်ကွင်းဒါရိုကူနာဘူးဒီကလူတွေကငါကစားသမားတွေဒိုင်းကြီးကလည်းငါလူပရိသတ်ကလည်းငါလူဒါနဲ့ဆရာနေမယ်ဘလို့ခေါ်လဲဆိုကရှင်ဘက်ကရှင်တို့ကိုကာမီဖတ်လိုက်ပါဒီမှာဆူရာဒီမှာငါအမိန်တိုင်းနေထွက်ရမယ်နေဝင်ရမယ်ဆိုပြီးချိုးစိုးပန်းချင်းလက်ဆောင်ပေးပြီးတတိထားနေတော့ဆူရာဆိုပြီးလှည့်ပြန်သွားပါတယ် ညဘက်ရောက်တဲ့အချိန်မှာတော့မိမဖြစ်သူနဲ့မောင်ဖြစ်သူကနောက်ကနေရောက်လာကြပါပြီ။ဆူရာကတော့မင်းတို့နှစ်ယောက်ကိုဒီကိုအတူပြောင်းဖို့တခါပဲခေါ်လာလိုက်တာမှတ်သွားပြီထင်တယ်လို့ပြောလိုက်တာပါ။ဆံမလေးပူဇာကတော့ရဲတယောက်ရဲ့မိမအနေနဲ့ကျမဘာရီပြင်ဆင်ရမယ်ဘလူနားလေသဘောပေါက်ရမယ်ဆိုတာသိပါတယ်လို့ပြောလိုက်ပါပဲပြီးတော့အမှန်တရားအတွက်တိုက်ခိုက်ရမယ်တိုက်ခိုက်ရင်အလုံးဆုံးရှုံးခဲ့ရင်တော့ရှင်းသားပါပဲအမြင်နေပြီးမှလို့ပြောလိုက်တာပါမနေ့ရောက်တဲ့အခါမှာစကန်တစ်ကိုစရောက်တဲ့အချိန်မှာပဲ မနေ့ကရက်ခံရဲ့စန်ဒီကိုငါခန်းနဲ့လွှတ်လိုက်ဆိုပြီးရဲသားတယောက်ကိုပြောလိုက်တာပါဒါပေမဲ့ဆရာစန်ဒီကို DSP ကမနေ့ကရဲ့အတဝင်ကရက်ဆိုင်လိုက်တယ်လို့ပြောလိုက်ပါအဲ့ဒီအချိန်မှာတော့ဆူရာကလည်းသဘောတော့ပေါက်သွားပါတယ်တစ်ဖက်မှာလည်းပူဂျာကအိမ်မှာချက်ပြုတ်ဖို့အတွက်ဈေးဝယ်ထွက်နေတာပါဈေးရရဈေးတွေကပူဂျာကိုဈေးမြောင်းဘူးလို့ပြောနေရပါဒီလိုနဲ့နောက်တစ်သက်စီသွားတော့လဲမရောသေးပါဘူးလို့ညှင်းလွှတ်နေရပါဘေးဘဝင်းချင်းကိုအကက်ခတ်ကြည့်လိုက်တော့လူစိမ်းတွေကသူ့ကိုစောင့်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်တသက်ပြီးတသက်လိုက်မင်းနေရင်အနာကက်လာပြီးဝယ်ထားတဲ့ပစ္စည်းအိတ်ကိုတော့ ဓာတ်နဲ့ကတ်ထိုးသွားလို့ပြန်ကောက်လိုက်ရပါသေးတယ်။ဈေးတော့ပြန်တဲ့အချိန်မှာရောနောက်ကနေချက်ကားစီးနဲ့လိုက်လာပြီးပူကြောကိုလိုက်နှောက်ရှက်နေကြတာပါ။စကန်တန်းကလည်းဖုန်းတစ်ခေါက်ဝင်လာပါပဲ။ဈေးရွှေဆိုင်အခိုးခံရလို့ဆိုပြီးစူဟာကတော့ချက်ချင်းလိုက်သွားခဲ့ပြီးပြောရဲလိပ်စာတိုင်းတွတ်ကြည့်လိုက်ပါတယ်။ပြောရဲလိပ်စာကဈေးထဲမှာဆိုင်ကန်းလွတ်နေရပြီပါ။ဒီလိုနဲ့စကန်ကိုပြန်လာခဲ့လိုက်ပြီးနောက်ထပ်ဖုန်းကောဝင်လာပါတယ်။ Highway လမ်းမှာကားအက်ဆီဒင့်ဖြစ်လို့ဆိုလို့တောက်ချီချတာပါ။ပထမခေါက်ကလိုပဲမတွေ့ရလို့ပြန်လာခဲ့ကြပါရဲ့။စကန်ရောက်တဲ့အခါမှာတော့ထပ်ပြီးစကန်မှာရှိတဲ့ဖုန်းလေးလုံးကို တလုံးပြီးတလုံးဝင်လာပြီးဘဲမှာပါဖြစ်နေတယ်ဆိုပြီးတယောက်ပြီးတယောက်ဆက်နေကြတာပါညရောက်တော့ဆူရောင်နဲ့ဘီဘီတို့နှစ်ယောက်အိမ်ကိုတူပြန်လာပြီးအိမ်ရောက်တဲ့အခါပူဇာကအပြင်မှာထွက်ပြီးထိုင်ဆောင်နေခဲ့တာပါပူဇာကတော့မနေ့ကဖြစ်ရကိုပြော့ပြလိုက်ပြီးဒီကိုရောက်မှဘာမှအဆင်မပြေနေတာကြောက်လာပြီဆိုပြီးပြောလိုက်ပါတယ်နောက်နေ့မနေ့စကန်လေးရောက်တော့လေတရင်စိုးပဲချောက်ရပြန်ပါပဲအဲ့ဒါကတော့စကန်ကအမှုဘက်ဖိုင်နေအကုန်လုံးအခိုးခံလိုက်ရတာပါပဲဆူရာကတော့ဒီမိမတော်တော်လွန်လာပြီဆိုပြီးရေရွတ်မိနေတာပါ စကန်ငင်းကားမှာလပိတ်သွားတော့တော့လေလပိတ်ဆိုင်နာကလူတွေကအရောက်ရှိတက်ကအရန်ကျန်လောအကြီးတို့ဒီကိုပြောင်းလာတာဆိုလားမသိဘူးဘယ်သူသိမှလဲဒီရောက်ရင်ဘာဖြစ်သွားမယ်ဆိုတာပေါ့ဒါတွေကိုကြားနေရတဲ့ဘီဘီကတော့တင်းခံနိုင်တော့ပဲတော့ပြောမယ်လို့မှဆေယာဆူရာကတားထားလို့မျိုးသိလဲရပါတယ်ဆူရာကတော့အချိန်ကအမှန်တရားကိုပြတ်သွားပါလိမ့်မယ်အခုတော့ငင်းငင်းလေးတာလေးနေလိုက်ဆိုပြီးပြောလိုက်တာပါစကန်ရောက်တော့ငင်းနေလို့မဖြစ်တော့ဘူးဆိုကရဲသားတယောက်ကိုလာတော့မယ်ဆိုပြီး DSP ထုတ်လိုက်တဲ့ဒီဒီမိုနီနဲ့ပြဿနာတက်ခဲ့တဲ့စန်ဒီစီကိုလိုက်သွားပါတော့တယ်။လမ်းမှာသူတို့ရဲ့ရဲသားကိုလည်းဒီဒီမိုနီအကြောင်းကိုဘယ်မှာစုံစမ်းရနိုင်မလဲမေးရဲသားကတိတိလောက်ပြောပြပါတော့တယ်။ဒီဒီမိုနီကအရင်ရုပ်ရှင်နဲ့ဘွားကလာလာပါသူ့ဖေဖြစ်သူကတောင်သူတယောက်ပဲ။အဲ့ဒီချိန်က MLA Rajendra ဆိုတဲ့အမတ်ကလည်းသူပိုင်တဲ့နေမျိုးကိုအရင်ဖိနှိပ်ထားတယ်။အဲ့ဒီနေမျိုးတွေကဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေဆိုရင်အိမ်ထဲကနေအိမ်ပြန်ထွက်လို့တောင်မရဘူး။သူ့ကိုကြောက်လို့ Rajendra မြင်တော့မှကိုကြောက်ချတာ။ PMR ရာဂျန်ဒရာကဒီဒီမိုနီကိုတွေ့သွားပြီးတနက်ထောက်ပြီးသူနဲ့လက်ထပ်လိုက်တာပါပဲ။ဒါ့ကိုဒီဒီမိုနီကလည်းလုံးဝဆန့်ကျင်မှုမလုပ်ခဲ့ဘူး။အခွင့်အရေးရလာတဲ့တည့်ရက်သူတို့မော်လုံက2ယောက်ကရာဂျန်ဒရာနေမကောင်းဖြစ်တဲ့အချိန်မှာပဲအခွင့်အရေးယူပြီးသူကိုယ်တိုင် MLA ဝင်လောက်လာခဲ့တာပဲလို့ပြောလိုက်ပါတယ်။အင်မာရောပူဂျာနဲ့ဘီဘီမော်လုံက2ယောက်ရှိတဲ့အချိန်မှာလူတယောက်ကအမောကြီးလာပြီးအဲ့ဒီမှာ main clip တွေအများကြီးတွေ့ခဲ့တယ်။ကလေးတွေကိုမှောင်ခိုကူးနေကြတာလို့ပြောလိုက်တာပါ။ဘီဘီကတော့တန်းပီလိုက်သွားပဲဆိုတာပြောလိုက်ပါတယ်။ဆူရလာမတော့ဖို့ပြောတော့ ဘီကီကတော့အချိန်ကြီးကရန်ရေးကြီးရယ်တောင်းရင်နဲ့ဖုံးဆက်လိုက်ပါမယ်ပြောပြီးထွက်သွားပါတယ်ဆူရာကလည်းဆန်ဒီနဲ့ဂီတီမိုနီကဘလိုသူ့ကိုထောင်ချောက်ဆင်ပြီးဘလိုအကွက်ရွှေ့ခဲ့တဲ့အကြောင်းတွေကိုဆူရာရှောင်းလို့ရအောင်သိရအောင်ဆိုပြီးပြန်ပြောပြပေးနေတာပါတမျိုးလုံးကြီးပါကဒီတီမိုနီပတ်မှာရှိနေတာဆိုတော့မကောင်းမှုတွေလေဘယ်ရဲကဘာလို့ရင်းမှလဲဆန်ဒီကလည်းဟုတ်တယ်တိုင်တဲ့သူတွေတခါလဲဖမ်းပြီးတပ်ပြစ်လိုက်တာလူကုန်ကူးတာတွေငွေရစေးွားတွေမကောင်းတာမှမမြဒီတီမိုနီနဲ့ခင်းတာမရှိဘူးလို့ပြောလိုက်တာပါ တဖက်မှာ BB ကတော့အုတ်ဆက်ယုံရောက်ပြီးလိုက်ရှာဖွေနေတာပါစူရစီကိုလည်းဖုန်းဆက်ပြီးပြောနေပါပဲဒါပေမဲ့စူရကဖုန်းကင်မအောင်ဟိုဘက်ဒီဘက်ရှောက်ရှာရင်နှစ်ယောက်ကတယောက်ချင်းဖမ်းပြီးတော့အတက်ခံလိုက်ရပါတယ် BB ကတော့ရအောင်ဆက်ပြေးခဲ့ပါသေးတယ်ဒါကောက်တန်ရရင်းနဲ့ဆိုတော့မပြေးနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာစူရဖုန်းကပြန်ဝင်လာလို့ဒေဗီကဖုန်းကင်လိုက်တဲ့အချိန်မှာပြောချိန်မရလို့အိတ်ကထဲပဲထည့်လိုက်ပါပဲလူစိုးတွေရောက်လာတာနဲ့ဖုန်းကိုတာလေးအိတ်ကထဲထည့်ထားလိုက်တာပါဘီဘီဘက်ကဖြစ်သမျှကိုဆူရာကအတိုင်းသားချနေရပြီးချက်ချင်းပဲထွက်လာခဲ့လိုက်ပါပဲ ဘီဘီဖုန်းကိုခြေရာခံလိုက်ပြီးတင်နေရာရောက်တဲ့အခါမှာတော့ဘီဘီကအသက်ခံလိုက်ရပါပြီ။ဆိုတော့လေအတော်လေးစိတ်တူသွားပြီးဒီဒီမိုနီလူတွေရှိတဲ့နေရာကိုသွားပါတော့တယ်။ဒီဒီမိုနီမောင်နဲ့တပည့်အပေါင်းပါတွေကတော့လူကုန်ကူးမှုပြီးလို့အောင်ပွဲခံနေကြတာပါ။အဲ့ဒီနေရာကိုဆူရာကရောက်လာခဲ့ပါတယ်။အေကာကတော့ဆူရာကိုအကောင်ကြီးအရန်ငုံနေခဲ့တာ။အကူမလုပ်ပါနဲ့ဆိုပြီးကြောက်နေခဲ့တာ။ပြော့ပြော့ပြီးတော့ဝိုင်းလောင်နေကြတာပါ။နောက်ရပိုင်းကျရင်တော့သူ့မှဖြစ်သူလက်ရောင်းမှာပါ။အခုတော့စာပနာကိုမလုပ်သေးနဲ့ နောက်ရကြရင်နောက်ထပ်စာပနာတစ်ခုလုပ်ရအောင်မှာဆိုပြီးပြောနေတာပါ။ဆူရာကတော့တလုံးမှပြန်မပြောပဲတေကလည်းဘင်းကိုကန်ပြီးချိုးလိုက်ပါလေ။နောက်ခါမှတော့ဆူရာကလည်းစာပနာပွဲလို့ဒီဒီမွေကလည်းသူ့မောင်စာပနာပွဲလုပ်နေကြတာပါ။လောင်းဟိုတကြွရဲ့အချိန်မှာလဲဟိုဘက်ဒီဘက်ဖြစ်နေတော့ဒီဒီမွေကဆူရာကိုဂယုဆိုင်ပါဆူရာလို့ပြောလိုက်ပါပဲ။ဆူရာကလည်းပြန်ပြီးမရန်လဲအခုချိန်ကစပြီးဂယုဆိုင်နေလိုက်တော့လို့ပြောလိုက်တာပါ။ဆူရာကတော့တကြွပြီးအပြန်ယူနီဖောင်းဝတ်ပြီးဒီဒီမွေအိမ်ကိုသွားတာ ကြားလေကစားနိုင်တဲ့စက်ကက်ဆရာကသူ့ဘုသူဖះလို့ထင်တတ်တာပဲဒါပေမဲ့ခင်ဗျားကြားရိုင်းကိုမမြင်ဘူးသေးဘူးတာမန်ကြားမဟုတ်ဘူးနော်တော်ဝင်ဘင်္ဂလားကြားဟဲ့ုံနေမဟုတ်ဘူးဝါဝါစားပြစ်မှာဆိုပြီးပြောလိုက်တာပါအခုတော့အေးအေးဆေးဆေးနေလာအောင်ခေါင်းနဲ့အိတ်လံအောင်ထောင်ထဲမှာခေါင်းမပီးဘူးတရားလုံးရဲ့ရှေ့ကနေလက်ထိတ်ခတ်ပြီးခေါ်စားရမှာလို့ပြောလိုက်တာပါဒီဒီမိုနီကတော့ရာရှိရောက်နေတဲ့နေရာကတမိုင်းကိုတိအောင်လှုပ်လှမ်းမှုလို့ပြောလိုက်ပါတယ်နောက်ပြီးဒီဒီမိုနီဆိုတဲ့မိန်းမကလက်ထိတ်ဝတ်ဖို့နေနေတာကလက်ကောက်တောင်ဝတ်တဲ့မိန်းမမဟုတ်ဘူးလို့ပြောလိုက်တာပါဆိုတာကတော့ အဲ့ဒီတမိုင်းကိုပြောင်းလဲပြစ်မယ်လို့ပြောပြီးပြန်ထွက်လာခဲ့လိုက်ပါတယ်။နောက်ရပါတော့ဆူရာကမွေးရဲစေဝါတရားမဝင်လောက်ကိုင်းနေတဲ့နေရာတွေမှောက်ခိုဈေးကွက်တွေအကုန်တစ်ခုပြီးတစ်ခု လိုက်လံဖမ်းဆီးပြီးဖမ်းဆီးလာတဲ့လူတွေကိုအချုပ်ထက်ခက်ကဒီဒီမိုနီနဲ့ပတ်သက်တဲ့အကြောင်းတွေမေးရင်းရိုက်ပါတော့တယ်။နောက်ကပါတော့ဆူရာကိုထပ်ရရှိရခေါ်လိုက်ပြီးမင်းပါလုတာလဲဆူရာဇူတီချင်းမှာအချုပ်ထဲမှာလူတက်တာပီပီတရားနဲ့ဆိုင်မယ်ထင်တယ်။မင်းကိုအလုတ်ကနေနားလိုက်ပြီလို့ပြောလိုက်တာပါ။ဆူရာကတော့ကျွန်တော်မတက်ပါဘူးယင်းမင်းငါ့မှာတက်သေးဖိုင်ရှိရဆိုကထုတ်ပြလိုက်တာပါ။ ဆိုတာသာတော့တက်ပြမယ်ပြောပြီးရိုက်တာပါဒါကဆက်စေးအေးအပြောတာပါကျွန်တော်စကန်လေးကနေပြန်လာတဲ့အထိအောင်တက်ရှင်ပါသေးတယ်ဆရာကတော့မိနစ်ဆက်ထားတဲ့ဒန်နီချောင်းထေသွားတာတာဝန်ကနားဖို့ကလွဲပြီးဘာမှမတက်နိုင်တော့ဘူးဆိုပြီးဆိုင်ငင်စာပေးလိုက်ပါပဲဆန်ဒီကတော့ရဲတယောက်ကသူ့အတွက်ချင်းချောင်းမှုဖြစ်လာတိုင်းရှင်းထုတ်နေကြအခွက်ပဲအခုလဲသူလောက်တာပဲနေမှာပါကျွန်တော်တော့ထောင်ချောက်ဆရာကြတော့ပိုက်ကွန်လို့ပြောလိုက်ပါတယ်ဆိုတော့ကတော့ငါလူစိုးဖြစ်မလို့ဖြစ်ပြီးမှရဲဖြစ်လာတာအခုငါယူနီဖောင်းချွေရင်လူစိုးဆိုတာပြန်ဖြစ်လာမှာပဲ ထားပါကော်ဖီတောက်အောင်ရှော့ခိုင်းလိုက်အောင်မယ်ဆိုပြီးပူဇော့ကိုအော်ခေါ်နေခဲ့တာပါအိမ်မှာဘလို့မှရှောင်တွေ့ရနေပဲဖုံးဆက်ကြည့်လိုက်တဲ့အခါမှာတော့ဂိုင်းတဲ့သူကဒီဒီမိုနီဖြစ်နေတာပါအယရှိမင်းမင်္ဂလာပါ sorry အယရှိဟောင်းဘာလဲအိမ်မှာလူရှင်းနေလို့လားပူဇာနဲ့ကာလီယာနှစ်ယောက်စလုံးငါရှင်မှာရှိတယ်ငါမင်းပေးလိုက်တာနဲ့ကာလီယာအိတ်ထဲထည့်ပြီးမြေထဲကိုပြစ်ချလိုက်တော့မှမင်းရဲ့ပန်းပွန်လေးကိုဆိုပြီးပြောနေရပါဆိုရတော့ငါဘာကောင်းလဲဆိုတာမင်းသိရတော့မှာပါဆိုပြီးပြောလိုက်တော့ဒီဒီမိုနီကဘာကောင်းလဲမသိချင်ဘူး အခုညမင်းရှိမှနောက်ထပ်ပူဇော်အယောက်20ထပ်ပြီးအယောက်စားခံရတော့မှာမိမရွေးချက်စရာနှစ်ခုပဲရှိတယ်တာဝန်လားမိသားစုလားမင်းရွေးလိုက်တော့ officer ကြီးလို့ပြောပြီးဖုန်းချသွားခဲ့တာပါဆိုတော့တော့ဆရာတော်ကစီချက်ချင်းပဲဖုန်းဆက်လိုက်ပြီးကျွန်တော်တရင်ရထားရဲ့ဆရာလူမောင်ကူးဖို့တရင်ကျွန်တော်တာဝန်ကနေပြန်ခန့်ပေးပါဆရာဆိုင်ငံ့မင်းကိုဖြတ်သိမ်းပေးဖို့ပြောလိုက်ပါတယ်ဆရာသမားကတော့ဒါရောမတက်နိုင်ဘူးငါမှဆိုင်ငံ့မင်းဖြတ်ပိုင်ခွင့်မရှိဘူး ကျွန်တော်တော့တာဝန်လားလားမလားလားဆိုယူနီဖောင်းကိုပြီးကျွန်တော်တာဝန်ကျွန်တော်လုပ်မှာပဲလို့ပြောလိုက်တာပါ။ဂျန်နဲ့လက်မှတ်ထိုးရမယ့်ကိစ္စတွေကဆရာတာဝန်မဲလို့ပြောပြီးဖုန်းချပြီးထွက်လာခဲ့လိုက်ပါတယ်။ဆူအာကတော့ဒီဒီမိုနီပိုင်တဲ့တွေထဲမှာတစ်ခုပြီးတစ်ခုလိုက်ရှာခဲ့ပါတယ်။အုတ်ဆက်ရောဂရောင်ဟောင်းတွေစိတ်ကန်းတွေဆက်လီတွေပေါ်မှာတဏီယာမမတွေ့တော့တော်တော်လေးအကျက်ရိုက်သွားတာစဉ်းစားရခတ်သွားပါတယ်။နောက်ဆုံးတဏီယာကတော့ရဲရီပိုင်တဲ့ဆက်လီတစ်ခုပဲကျင်တော့တာပါ။ရှာလက်စနဲ့တက်ပြီးရှာကြည့်လိုက်တဲ့အခါမှာတော့မှောင်ကိုကုဖို့လှုပ်ထားတဲ့မင်းကလေးတွေဆက်လီထဲမှာရှိနေတာပါ။ ဒီဒီမိုနီလက်ဆူရာတွေ့ကြရတိတော့ဖုန်းဆက်လာပြီးမင်းတော်ဝါရဲ့ကမာလေးတွေကိုကယ်လိုက်နိုင်ပြီဆိုပြီးတော့မင်းမမဟုတ်ဘောဘသူကယ်မာလေးလို့မေးလိုက်တာပါဆူရာကတော့မင်းတပည့်ကိုဟီယာလဲတန်တရားဝင်လို့ရရတူမဟုတ်ဘူးပြောပြီးဖုန်းချလိုက်တာပါနောက်ဆက်မှာတော့ဆူရာကဒီဒီမိုနီရှိတဲ့နေရာကိုလိုက်သွားပြီးအဆောင်တွေကိုတယောက်ချင်းချင်းကပူကြောက်ကိုကယ်လိုက်နိုင်ပါတယ်ရဝဲရောက်လာတဲ့အခါမှာလဲဆူရာကဒီဒီမိုနီအိမ်ကိုလိုက်သွားပြီးကစားပွဲရပြီးသွားပြီးဒီတော့ yes ကောင်ကွာကိုတော့ဖန်ခံလာလို့မေးလိုက်တာပါ ီတီမိုနီကတော့မင်းဆန္ဒကိုမဖြည့်ဆည်းပေးနိုင်ဘူးဆိုတာငါဆန္ဒကိုဘယ်သူမှမထိချုပ်နိုင်ဘူးကစားပွဲတွေကနိုင်ရှုံးမဲ့ရှိရအခုပွဲမှာမင်းနိုင်ယူခဲ့ပေမဲ့ငါ့ကိုဖမ်းလို့မရဘူးဆိုတာကိုကိုကိုမီးရှို့လိုက်ပြီးဂျင်းနဲ့စာခံယူသွားတာပါစကားလီကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ရပါအပိတီအောင်အပိချီရှုခဲ့ဒူရိုင်းကိုလည်းခြေစုပ်အထုတင်ပါတယ်နောက်ထပ်စကားသစ်လေးတွေတင်နိုင်သိအောင်လဲဆက်ခွဲပါလေးနှိပ်ပေးခဲ့ပါဦးကျွန်တော်ကတော့ခေါ်ကြီးပါ